ခန်းဆက်ခွန်မြက်ကလိဖန်ပေးတော်တမယမူတနေ့တွင်မြက်ရီတို့၏အိမ်ရှိ၌လူများစုယုံစုယုံဖြစ်နေလေ၏အိမ်မော်တွင်လည်းရဲရရှိနှင့်ရဲသားများအလုရှုပ်လျက်ရှိနေ၏မြက်ရီသည်ဖင်ချထိုင်ကခြေတော်နှချောင်းကိုဆင်း၍ငိုကြွေးနေလေ၏ရဲရရှိမှမြက်ရီကိုလိုအပ်သည်များမေးမြန်းနေလေ၏အချိန်မှာညနေ6နာရီခန့်သာရှိသေးတော်လဲ ဆောင်းတွင်းကာလဖြစ်သောကြောင့်မိုးချုပ်နေပြီဖြစ်၏ရဲရရှိသည်ညည်အားမေးမြန်းပြီးနောက်ငူငူကြီးထန်၍နေလေ၏ထိုအချိန်၌အယူညာကလေးရောက်လာပြီလျှင်အိမ်ရှိတွင်ရှိသောလူများကိုဘာဖြစ်တာလဲဟုမေးလိုက်လေ၏ထိုအခါပရိသတ်အတွင်မှတယောက်တော်သူကဓမြတိုက်သွားလိုတယ်ဗျို့ဟုဖြေလေ၏ထိုအခါညာကလေးက ဓမြတိုက်တာကလည်းဆောလာစီလားဟုပြောလိုက်ရာထိုလူကဟုတ်တယ်ဗျအခုမှ6နာရီပဲရှိသေးတာဆောင်းနေမို့လို့အစောကြီးမိုးဆုနေတာပဲဟုပြန်၍ဖြေလေ၏ထိုနောက်ညာကလိသည်အိမ်ပေါ်သို့ပြေးတက်သွားရာ လေကားတွင်ထိုင်ဆောင်နေသောရဲကတက်ခွင့်မပေးပေထိုကြောင့်ညာကလိကရဲဘော်ကြီးရဲ့ကျောက်ကတီအိမ်ကဓမြတိုက်ခံရတဲ့အဖိုးကြီးရဲ့တူအင်းမှာ ကျုပ်ကိုတက်ခွင့်မပေးလို့ဘယ်ဖြစ်မလဲရဲဘော်ကြီးသိပါတယ်။မနေ့ကျရင်မြင်းဘွဲရှိတယ်။ကျုပ်ကမြင်းတကောင်ရထားတယ်။သုံးရောင်ချဲဆိုတဲ့မြင်းကိုထိုးပြီးတော့ထိုးတဲ့အခါလဲပလီမလုံးနဲ့ဝင်းမဲထိုးဟုပြောကာအိမ်ပေါ်သို့တက်သွားလေတော့ဤထို့နောက်မျက်ရည်အနည်းသို့သွားကာဘလူဖြစ်တာလဲမျက်ရည်ဟုမေးလေဤထိုအခါမျက်ရည်ကအော်ကိုညာကလေးကြီးပါလား ဓမြတိုက်သွားလို့မျက်ရည်စေးကပြန်ရောက်ရောက်ချင်းပဲဓမြတွေရောက်လာပြီးအဖေကိုကျိုးနဲ့တုတ်တယ်ပါဇက်ကိုအဝတ်နဲ့စီးရင်ပြီးတော့မိခင်တစ်တာတော်ကိုတောင်းတယ်မျက်ရည်ကိုလည်းပါဇက်ကိုအဝတ်နဲ့စီးတယ်ပြီးတော့စေးကပြန်ယူခဲ့တဲ့တေးတစ်တာကိုဆွဲပြီးယူလိုက်တယ်အဲ့ဒီတည်းမှာစေးဆိုင်တင်တဲ့ပစ္စည်းတွေအကုန်ပဲဓမြတွေထွက်သွားတော့မှမျက်ရည်ကအဖေနားကိုသွားပြီး ောက်ပြန်နေထားတဲ့ခြိထားတဲ့ကျိုးတုံးကိုဆံပြီးဖြည့်ပေးလိုက်တာအဖေကျိုးပြက်သွားတော့အဖေကမျက်ရည်ကိုပြန်ပြီးဖြည့်ပေးတယ်အဲ့ဒီကြာမှမျက်ရည်ကဓမြဓမြလို့အိမ်ရှိထွက်ပြီးဩတာအိမ်နီးချင်းတွေပြေးလာကြတယ်ဒါပေမဲ့ဓမြတွေကမရှိတော့ဘူးဟိုပြောလိုက်နေညာကလေးကအဲ့ဒီချိန်တော့ဆိုဓမြတွေကလမ်းမအမောပြေလဖေးတောက်ပြီးအိမ်ကိုရောက်ကုန်ကြပြီပေါ့ဟိုပြောလိုက်လေဤ ထွေခါမြတ်ကြီးကအဲ့ဒီကြတော့မှအိနီနာချင်းတယောက်ကရဲစခန်းကိုအကြောင်းချလိုက်တာဟိုပြောလည်းရင်ညာကလေးကအဲ့ဒီချိန်လောက်ဆိုဓမြတွေက အိမ်ပြန်ရောက်လို့စိတ်ချမ်းသာလက်ချမ်းသာနဲ့အိတ်ကုန်ကြပြီပေါ့ဟိုပြောပြီးလင်းထိုင်ရမထား၍မိခင်တေတာကိုသွားရေးကြည့်လေ၏မိခင်တေတာနဲ့မလည်းမကန်းတွင် စာတိုင်းမှလာသောစာအိမ်များနဲ့စာများကိုတန်ကလေးကြီးတစ်ခုဖြင့် ညံ့ရည်တွေထားသည်ကိုညာကလေးကသတိပြုမိလေ၏မိခင်တတနှင့်တဲ့တဲ့လောက်တွင်ရှိသောလက်ရည်တွင်တန်ကလေးတစ်ခုဖြင့်ညံ့ရည်ချိန်ထားသောစားရဆောင်ကိုလည်းတွေ့ရလေ၏ညာကလေးသည်ထိုစားကိုဖြုတ်ယူပြီးနောက်ဖတ်ကြည့်လေ၏ပြီးလျင်ညံ့ရည်အနည်းတို့လာကဒီမှာညံ့ရည်ဟောဒီခဲရနဲ့ရေးထားတဲ့စားကစားအိတ်မပါဘူးဒီနေ့နေ့ဆိုရင်ရေးထားတဲ့စားပဲစားထဲမှာက ကူးလေးကိုပေးထားတဲ့ဆေးတွေကိုဒီညကိုတောက်ပြအောင်တောက်ဖို့မှားထားတာကိုတွေ့ရတယ်။စာရေးတဲ့လူကတော့ဒီနေ့ညနေမှာသူမလာနိုင်ဘူးတဲ့။အညာပြမဲမိခင်ကြီးကိုဘူရာလိုက်ပြီးပို့ရမယ်တဲ့။ဟိုပြောလိုက်ရ။မြတ်ကြီးကဒီစာကအဖေကိုစိတ်ကူပေးတဲ့မြန်မာဆရာကပေးလိုက်တဲ့စာပါ။အဖေကမပြာယောဂမအခင်းမသေးသေးလို့ဥဟန်စိန်ဆိုတဲ့မြန်မာဆရာနဲ့ကုနေတာတလားလောက်ရှိနေပြီ။ သူကညနေတိုင်းရောက်လာပြီးအဖေကို စိတ်တိုက်နေကြပါဟုပြောလေ၏အဲ့ဒါဟုတ်ပါပြီဒီစာကိုဘယ်သူလာပေးသလဲပြီးတော့ဒီစာကိုဘယ်သူလက်ခံလိုက်သလဲဟုညာကလေးကမေးလေ၏ထွဲကမြတ်ကြီးကမြတ်ကြီးကဈေးထွက်နေတာပဲမြတ်ကြီးလက်ခံတာမဟုတ်ဘူးအဖေလက်ခံတာဖြစ်မှာပေါ့ဟုပြန်၍ဖြေလေ၏ထွဲကညာကလေးကမြတ်ကြီး၏အဖေအား ဒီမှာဦးလေးဦးလေးကိုဆေးကုပေးတဲ့ဆေးစရာရေးပေးတဲ့စာဦးလေးလက်ခံလိုက်သေးလားဟိုမေးလိုက်ရညံ့ရင်အဖခင်ကြီးကဘာစာမှလက်မခံဘူးကွာဟိုပြန်၍ဖြေလေထို့နောက်ညာကလိသည်ဟိုလျှောက်တီလျှောက်၍ကြည်ပြန်၏ထို့ကရဲရရှိသည်မျက်စိနောက်၍လာလေ၏ထို့ကြောင့်ဟိုလူကဘယ်ကလူလဲဟိုလျှောက်တီလျှောက်နဲ့ဟိုအော်လိုက်ရညာကလိက ျွန်တော်အယူညာကလေးပါဗျာဟောဒီမြည်ကြီးဆိုတဲ့မိန်းကလေးကိုတစ်ဖက်သက်ချစ်နေတဲ့မြည်ကြီးရဲ့ရည်စားနှစ်ပိုင်းတစ်ပိုင်းမှာဟိုဖြေလိုက်ရင်ရဲရရှိသည်လေကားထိတ်တွင်ဆောင်နေတော့သူဤရဲသားအားဟဲ့ကောင်ဒီအယူကိုဘာဖြစ်လို့တက်ခွင့်ပေးလိုက်တာလဲမောင်းချလိုက်ဟိုပြောလေထွေကရဲသားလေးလည်းသူကဒီဦးလေးကြီးရဲ့တူပါဆိုလို့တက်ခွင့်ပေးလိုက်တာပါဟိုပြန်၍ဖြေပြီးလည် ညာကလေးအားဆွေ၍အိမ်အောက်သို့မောင်းထိုးလိုက်လေတော့၏ညာကလေးသည်အောက်သို့ရောက်လျင်စိုက်ကားတစ်စီးငါ၍ကန်တာ၏အိမ်သို့သွားလေတော့၏ကန်တာနှင့်တွေ့လျင်မြတ်ဤတို့အိမ်ဓမြတိုက်ခိုင်ရာကြောင်းပြောကားကန်တာသည် ထိတ်ထိတ်ပြပြဖြစ်၍သွားလေတော့၏ထို့နောက်ညာကလေးကနယံတွင်တွေ့ခဲ့ရသောဆေးဆရာ၏စာအကြောင်းကိုပါကန်တာအားပြောပြလေ၏ကန်တာက နေစမ်းမအောင်ကိုညာကလေးရဲ့အဲ့ဒီစာကိုခမရကဘလို့ထင်လို့တော့ဟိုပြန်၍မေးလေ၏ဒီလိုလေးကိုရင်ကန်တာရဲ့ဒီအိမ်ကိုလာတဲ့စာတွေအားလုံးစာအိမ်နဲ့တကွတန်ကလေးကြီးမှာတက်တက်ညှက်ထားတယ်ဗျဒီစာကတော့အဲ့ဒီကလစ်မှာတွေ့တာမဟုတ်ဘူးတန်ကလေးတစ်ခုနဲ့တက်တက်ချိန်ထားတာချိန်ထားတဲ့နေရာကလည်းမိခင်တစ်တာနဲ့တဲ့တဲ့လောက်မှာချိန်ထားတယ်ဒါကဘာသဘောလဲဆိုတော့ဒီစာကိုမြင် မြင်စေတွေ့စေခြင်းတဲ့သဘောပဲစာထဲမှာပါတဲ့အကြောင်းအရာကအဖိုးကြီးကိုစိတ်ကူပေးနေတဲ့ဆေးဆရာက သူ့အမေကိုဘူတာကိုပို့ဖို့ရှိလို့တဲ့ညနေသူမလာနိုင်ဘူးတဲ့ဒီစာရဲ့ရည်ရွယ်ချက်ကအခင်းဖြစ်ပေါ်တဲ့အချိန်မှာသူမရှိပါဘူးလို့အလီပိုင်းပေးခြင်းတဲ့သဘောပဲဒါကြောင့်ဒီဆေးဆရာကတမယမှုနဲ့ဆက်နေနေတယ်ဆိုတာထင်ရှားတယ်ဗျာပြီးတော့စာထဲမှာကသူ့အမေဟာအညာကိုပြန်မာတဲ့ အဲ့ဒီတော့ဆေးเสียကအညာသားဗျကျုပ်တို့ဟောဒီမျိုးမှာကအညာသားတွေရောက်လာရင်ဘယ်နေရာမှမနေဘူးဗျအညာစုဆိုတဲ့နေရာမှာပဲစုပြီးနေကြတာနောက်တစ်ခုကဒီစာဟာအဲ့ဒီလူသားချိန်ထားတာညက်ရင်လက္ခဏာလည်းမဟုတ်ဘူးသူ့အဖေလက္ခဏာလည်းမဟုတ်ဘူးစာခလူလူရောက်နေတဲ့သဘောဖြစ်နေတယ်ဘယ်လိုပဲဖြစ်ဖြစ်ဓမြတွေချိန်သွားတာပါဗျာ ဆေးစရာကအဲ့ဒီလိုချိတ်ခဲ့ရမယ်လို့မာလို့ချိတ်သွားတာဖြစ်လိမ့်မယ်အကောင်းဆုံးကြံပေးချင်တာကတော့ကျောင်းကတင်ပေးတာတွေပြန်ပြီးစဉ်းစားမနေနဲ့အညာစုကိုတွားပြီးဒီဆေးစရာကိုဖမ်းလိုက်ပါဗျာဒီဆေးစရာမာတဲ့အတိုင်းဓမြတွေကလိုက်ပြီးလှုပ်ရတယ်ဆိုတာထင်ရှားနေပြီပဲအဲ့ဒီတော့ဆေးစရာကဒီဖွဲ့ရဲ့ခေါင်းဆောင်ပဲသူ့ရဲ့လက်ထောက်ချသူ့ပဲအကွက်စင်တာဖြစ်မှာအချိန်ရွေးထားတာကလည်း ညကြီးရွှေဆိုင်ကအပြန်ချိန်ကိုရွေးထားတာဗျာဓာတ်တည်ပေါ့ဗျာဟိုညကလေးကပြောလေဤထိုးချောက်ကန်သာလဲခြောက်လုံးမျိုးတနက်ကိုယူ၍ထိုးမျိုးဤရဲစခန်းမှာရဲသားငါအုပ်ကိုတယ်လီဖုန်းဖြင့်ညာစုထိတ်ရှိခေါက်ဆွဲကြော်ဆိုင်သို့လာရန်ခေါ်ယူလိုက်လေဤပြေးလျင်ထိုးဆိုင်သို့ညာကလေးကိုခေါ်၍သွားလေဤထိုးဆိုင်သို့ရောက်လျင်မာထားသောရဲသားများရောက်ရှိနေပြီဖြစ်ကန်သာသည် ထိုရဲသားများကိုခေါ်၍အညာသားဆစ်ဆရာဟန်စိန်ဤအိမ်သို့ဝင်လေတော်၏ဟန်စိန်ဤအိမ်တွင်ဓမြတိုက်စင်ကပါဝင်ခဲ့သောအခြားဓမြ၄ဦးကိုပါအတင်တွေ့ရှိရလေ၏ထို့ကြောင့်ဖန်စီလိုက်လေ၏ထိုဓမြသည်လူစုမခွဲသေးပေအရေးတောက်၏အောင်းဝဲခံနေကြခြင်းဖြစ်၏ကတ်သို့ခေါ်သွားပြီးစစ်ဆေးရာဓမြမှုကြီးပေါ်သွားလေတော်၏တဲ့ရပါပစ္စည်းများနဲ့ ဝင်များကိုလည်းတခုပါမကြံတင်ဆက်ရမည်လေ။အမှုပေါ်သောခါ၌ကန္တာသည်ညကလေးကိုခေါ်၍ညရင်ဤအိမ်သို့သွားလေ၏။လမ်းတွင်ကန္တာကဆေးဆရာရဲ့စာလေးကိုကြည့်ပြီးဓမြမှုကြီးတစ်ခုလုံးပေါ်အောင်စဉ်းစားနိုင်ကနိုင်တာကတော့ကိုညာကလေးရဲ့အရေးချင်ပါပဲ။တော်ပါပြီလေဗျာဟိုပြောလိုက်ရညာကလေးကတော်မှာပေါ့ကိုကအယူပဲဥစ္စာဟိုပြန်၍ပြောလေ၏ ကိုညာကလေးရဲတဲ့ဝင်ပါလားဗျာချုပ်ကူညီပါမယ်ဟုပြောလိုက်ရညာကလေးကအမလေးမလုပ်ပါနဲ့ရဲတဲ့ရောက်သွားရင်ကိုတရားတွေကအများကြီးဗျချုပ်အနေနဲ့ယူခွင့်မရပဲဖြစ်နေအောင်မယ်ဟုပြပြသလဲတောင်းမှန်လိုက်လေတော့တည်းအခန်းဆက်ရှိညာကလေးရတော့လက်ဆောင်အထက်ပါဖြစ်ပြများဖြစ်ပွားပြီးများမကြမီနိုင်ပါပဲကန်တာနဲ့မြရီတို့သည် လက်ထက်ရန်စီစဉ်ကြရလေတော့ဤမျက်ရည်ဤဖခင်ကြီးကလည်းမျက်ရည်နှင့်ကန်တာကိုသဘောတူဤမျက်ရည်မင်္ဂလာမဆောင်မှုကွာရုံးတက်ပြီးလက်မှတ်ထိုးကြရအောင်ပြီးတော့မိတ်ဆွေတွေကိုဖိတ်ပြီး အကိုကန်တာတို့နေအောင်အချင်းလက်မြဖြစ်သွားပြီဆိုတာအတိမတ်ပြူတဲ့အခန့်ပွဲလေးလှုပ်ကြရအောင်ဟုကန်တာက ပြောရမျက်ရည်ကသဘောတူလေဤထို့ကြောင့်မျက်ရည်က ကူကန်တာချက်သလိုစီစဉ်မှာမျက်ရည်လက်ခံပါတယ်။ရုံးတက်ပြီးလက်မှတ်ထိုးတဲ့နေမှာတော့လူကြီးတွေဖိတ်ပြီးရုံးကိုခေါ်သွားမယ်အကူကန်တာ။အဲ့ဒီနေမှာပဲအိမ်မမကလာဆွန့်ချွေးလိုက်ကြတာပေါ့။ခေါ်သွားမယ်ဧည့်သည်တွေကိုလည်းချွေးရမှာပဲမဟုတ်လား။ဟုပြောလိုက်ရကန်တာကကောင်းပါတယ်။အဲ့ဒီတိုင်းစီစဉ်လိုက်ကြတာပေါ့။ဟုပြောလိမ့်၏။ထို့နောက်၎င်းတို့နှုတ်ဦးသည်၎င်းတို့နှင့်ရင်းနေသောဆရာမင်းတိန်ခါဆိုသည် ဘေးရင်ဆရာကြီးထံသို့သွားရောက်ကာမင်္ဂလာရက်မြက်ကိုရွေးကြလေ၏၎င်းဆရာကြီးကထိုနှစ်ဤဖေဖော်ဝါရီလ9ရက်နေ့ကိုလက်ထက်ရန်အဖြစ်ရွေးချယ်ပေးလိုက်လေ၏ကန်တာသည်လက်ထက်မိနေတွင်၎င်း၏ဆရာဥပဝန်အား၎င်း၎င်း၏ဦးလေးဥလူလာနှင့်ဥလူလာ၏ဇနီးတော်မေ၏အား၎င်းအစဉ်သဖြင့်၎င်းတို့ကိုကူညီရန်အသင့်ရှိခဲ့သော ဆရာဝန်ကြီးဦးမြဖူအားလည်းကောင်းကိုတိုင်ကိုကြသွားရောက်ဖိတ်ကြားခဲ့လေ၏ထို့လူကြီးလူကောင်းများသည် ဖိတ်ကြားထားသောနေ့ရက်သို့ရောက်သောအခါအတိအသည့်အရှူရှူမြရည်ဤအိမ်သို့ရောက်ရှိလာကြကုန်၏ဖိတ်ကြထားခြင်းမရှိဘဲရောက်ရှိလာသူမှာအယူညာကလေးပင်ဖြစ်၏အယူညာကလေးသည်လက်ကရုံးချက်အင်ကြီးလင်းနေသားအဖြူဖြင့်ချုပ်ထားသောတပ်ပုတ်အင်ကြီးခဲအောင်ဘန်ကောက်လုံးကြီး ချက်သွေးရောင်ကလေးပါဖနက်တို့ကို အချိုးကြကြဝစ်စင်တာ၏ထို့အပြင်ခေါင်းကိုလည်းတေးသက်စွာဖိလိန်ထားလေ၏ကန်တာကညာကလေးအားကဲဆိုစမ်းမအောင်ကိုညာကလေးဘာကိစ္စလဲဟူမေးလိုက်ရညာကလေးကအိတ်တွေမှာ secret ဘူးကိုထုတ်၍ secret တလိပ်ကိုနိုင်ယူကနှကမ်းပြားတွင်တည်ပြီးလျင်အကောင်းစားရွန်စင်မိချစ်ကိုထောက်ကနေချီ၍မိတိုးလိုက်ပြီးလျင် ။ဘာကိစ္စလဲဆိုတော့အာဝဟဝိဝဟာကိစ္စပေါ့။ကိုရင်ကန်တာနဲ့မြတ်ရီတို့ဒီနေ့ရုံးမှလက်မှတ်ထိုးကြမယ်မလား။ပြီးတော့ဒီအိမ်မှာမင်္ဂလာဆွံ့ကြွေးကြမယ်လေ။အဲ့ဒီတော့ကျောက်ကမလာလို့ပဲဖြစ်မလဲ။ဒါကြောင့်လာခဲ့ရတာပြု။လာတော့လေကိုရင်တို့ဂုံတိတ်ခါကို မထိခတ်အောင် ကောင်းကောင်းမွန်မွန်ဝတ်စားလာရတာပေါ့။ဟောဒီတိုက်ပေါ်အင်ကြီးကရေကြော်မောင်ဆောင်မှာချုပ်ထားတာ။ဟောရီရှက်အင်ကြီးက ဝင်းကြည်ဘရသားမှချုပ်တာဟော်ဒီဘန်ကောက်လုံးကြီးကမြပိုးတဲ့တိုက်ကဝဲတာစီတားရဲကလေးပါဖနက်ကမန္တလေးဆောင်ကောက်ဖနက်ဟော်ရီမီချစ်ကရိုးတိုက်ကဝဲထားတာဆွတ်လာတဲ့ရေမွေးကပြင်သစ်ကထုတ်တဲ့ပါရီမြို့ရဲ့ညံ့နေကင်းဆိုတဲ့ရေမွေးဟုပြောလိုက်ရာကန်တာကရေလေဤရေပြီးနောက်မင်္ဂလာဆောင်ကိုလာတဲ့ဆိုတော့ထုံးစံအတိုင်း လက်ဖွဲ့ပစ္စည်းပါမှာကောင်းလိုက်မယ်ထင်တယ်။ဟုပြောလိုက်ရ။အယူညာကလေးကအကူကန်တာရဲ့အများဆိုင်ရာကျင့်သုံးတဲ့ရင်ချင်းမှုကိုကျုပ်ကနားလည်ပါတယ်ဗျ။ဘာကြောင့်နားလည်တယ်လဲဆိုတော့ကျုပ်ကအယူပဲဥစ္စာဒါတွေကိုလေ့လာထားရတာပေါ့။အဲ့ဒီရင်ချင်းမှုတွေကိုကိုကန်တာဘက်ကလိုက်နာဖို့ပဲလိုပါတယ်ဗျာ။ကို့အိမ်ကိုလာတဲ့သူဟာကို့ရဲ့ဧည့်သည်ပဲဘယ်လိုဧည့်သည်ပဲဖြစ်ဖြစ်အယူကိုဆက်ဆံတယ်လို့ မဆက်ဆံမိဖို့အရေးကြီးပါတယ်။ဥပမာဗျာညာကလေးဟာအယူပဲဒါပေမဲ့အခုလာတာအယူဖြစ်နေလာတာမဟုတ်ဘူးနော်ကိုကန်သာ။ကိုကန်သာတို့မျက်ရည်တို့မင်္ဂလာဆောင်ကိုလာတဲ့ကုန်းတရေရှိလူကြီးလူကောင်းဆိုတဲ့ခေါင်းစဉ်အောက်ကလာတာနော်။ဒါကြောင့်ချုပ်ကိုဆက်ဆံတဲ့အခါမှာအယူကိုဆက်ဆံတယ်လို့မျိုးမဆက်ဆံမိဖို့ပါပဲ။ဘာကြောင့်မှမဟုတ်ဘူး။အန်ချော်သွားမှဆိုးလို့ပါဟုပြောလိုက်လေ။ထိုအခါကန်သာက ကောင်းပါပြီကိုညာကလေးရဲ့ ဟုဝန်ခံကြည့်ပေးလိုက်ရလေ၏ကိုးနိုင်ထိုသောအခါတရားရုံးသို့သွားကြလေ၏တရားရုံးတွင်တရားသူချင်းမင်းဦးတောင်မင်းကလက်ထပ်ပေးမိဖြစ်၏ထိုရုံးမှာရှစ်ဖက်စရေကိုဝင်းတင်ကလက်ထပ်စာချုပ်နှစ်ဆောင်ကိုဝယ်ယူ၍ပြင်ဆင်ထားပြီးဖြစ်၏တရားသူချင်းမင်းရောက်လာသောအခါမြတ်ကြီးကိုတရားသူချင်းမင်းကမိမိသဘောဆန္ဒဖြင့်မိမိလက်ထက်ကြောင့်တစုံတယောက်ဤဖျားယောင်းသွေးဆောင်မှု ်ချင်းချောက်မှုမပါဘဲလက်ထက်ချင်းဟုတ်မဟုတ်မင်းမြန်ပြီလျင်လက်မှတ်ထိုး၍ပေးလိုက်လေ၏ကန်တာကလည်းရုံးမလူများကိုလက်ဖက်ရည်မာ၍တိုက်လေ၏တရားသူကြီးဥတောင်းမြင့်သည်ဆရာဝန်ကြီးဥမြပူအား၎င်းဥလူလာတို့ဇနီးမောင်နှံအား၎င်းရင်းနှီးစွာနှုတ်ဆက်လေ၏လက်မှတ်ထိုးပြီးသောအခါ၌ကန်တာတို့လူစုသည်အိမ်တို့ပြန်ခဲ့ကြလေ၏အိမ်တို့ရောက်သောအခါ၌ ဖုံးကြီးများကြွလာပြီးဖြစ်သည်ဖြင့်စွန့်ကပ်ကြလိမ့်၏။ညကလေးသည်စွန့်ပွဲများလာရောက်၍ခြာပီးပြီးလျှင်ရက်ခတ်ပေ၏။ဖုံးကြီးများစွန့်စားပြီးလျှင်ပြန်ကြွသောအခါ၌အခြားသောဧည့်သည်များ တဖွဲ့ဖွဲ့ရောက်ရှိလာလေတော့၏။ဦးမြပူသည် ကွယ်လွန်သွားသောသမီးလေးများ၏အာတတိယသဖြင့်မျက်လုံးဤထောက်စုံတွင် မျက်ရည်များဆိုး၍လာလေ၏ထိုအချိန်၌မျက်ရည်ဤဖခင်က မြတ်ကြီးတို့ဇနီးမောင်နှံအားလက်ဖွဲ့နေနေမြတ်ကြီးထွက်နေသော ရွှေဆိုင်ကို ရှင်းနေကြည့်တူဦးအကူညီဖြင့်စာချုပ်စာတမ်းပြုလုပ်ပြီးအပြည့်အပိုင် လွှဲလိုက်လေတော့ဤဆရာဝန်ကြီးဦးမြဖိုးကလည်းဒေါ်မေကြီးထံမှဝယ်ယူခဲ့သောခြံနှင့်အိမ်ကိုလက်ဖွဲ့အဖြစ်ကန်တာတို့ဇနီးမောင်နှံအားစာချုပ်စာတမ်းဖြင့်လွှဲအပ်ပေးလိုက်လေဤထိုအိမ်နှင့်ခြံမှာကန်တာငယ်စဉ်က နေခဲ့ရသောနေရာပင်ဖြစ်၏ဆရာဝန်ကြီးသည်ထို့သို့လက်ဖွဲ့ပြီးလျင်ကန်တာလက်ထရမယ်မိန်ကလေးကမျှရည်ပါပဲဒါပေမဲ့ဒီမျှရည်တော့မဟုတ်ဘူးကျုပ်သမီးမျှရည်ဒါပေမဲ့သူတို့နှစ်ယောက်ကဖူးဆံမပါလာတော့မစုံစည်းကြဘူးလေသူတို့နှစ်ယောက်လက်ထက်ဖြစ်ရင်လေဒီချန်နဲ့အိမ်ကိုလက်ဖွဲ့မယ်လို့ရည်စူးပြီးသားပါဒါပေမဲ့ကျုပ်သမီးမျှရည်ကလောကကြီးမှာမရှိတော့ပါဘူးလန်ဒန်မြို့တနေရာမှာပဲ ကားချင်းတိုက်လို့အနှိမ့်ဆရောက်သွားပါပြီ။အဲ့ဒီကိစ္စအတွဲမျက်ရည်တွေရရရုံကျုံွေခုနှစ်သိန်းကိုမောင်ကန်တာနဲ့ဟော်ရီတမီမျက်ရည်တို့လက်ထက်တဲ့ကိစ္စမှာကျုပ်ကလက်ဖွဲ့ပါတယ်။ဟူဆိုက ချက်လက်မှတ်တစ်စောင်ကိုလက်ဖွဲ့လိုက်လေ၏။ထို့နောက်ဒိုမီယီကလည်းဂျင်းမောင်းမီရှိတထဲနဲ့စပိုရှက်အဝါရောင်အစ်တတစ်စောင်ကိုလက်ဖွဲ့လိုက်လေတော့၏။ထို့နောက်ဥပဟုံကလည်းចောင်းကားအဖြစ်ကန်တာမောင်းခဲ့တော့ မော်တော်ကားကိုလက်ပွဲလိုက်လေ၏ထိုအခါကန်တာကအယူညာကလေးအားလမ်းကြည့်ပြီးလင်လူကြီးမညာကလေးခမားလက်ပွဲဖို့အလဲပဲကျန်တော့တယ်ဟူပြောလိုက်ရညာကလေးကလာမယ်လေဟူဆိုက၎င်း၏အင်ကြီးအိမ်အတွင်မှဂရီပါဘူးအနီလေးကိုဖွင့်ပြီးလင်စိတ်နှက်တရံကိုနိုင်ယူ၍ညရည်ဘက်သို့လဲ၍ညရည်ရဲ့ ပန်ထားတဲ့ငကက်ကိုဖြုတ်ပြီးဒီငကက်ကိုပဲပန်လိုက်ပါဟုပြောလိုက်လေ၏ညာဤလည်းပန်ထားသောငကက်ကိုဖြုတ်ကာညာကလေးလက်ဖွဲ့သောစင်ငကက်ကိုပန်လိုက်လေ၏ကန်သာသည်ထိုစင်ငကက်ကိုကြည့်ပြီးနောက်စပွဲပေါ်တွင်တင်ထားသော လက်ထိတ်ကိုယူလှမ်း၍ယူကာဒီမှာလူချင်းမင်းကိုညာကလေးဒီငကက်ကိုကျုပ်ကောင်းကောင်းမှတ်မိတယ်ညာဤဆိုင်ကအပြန်ပြောက်သွားတယ်ဆိုရဲဟိုမင်းမကြီးရဲ့ငကက်ပြဒါကြောင့် စိတ်နကက်ခိုးမှုနဲ့ခမည်းဟုဖမ်းမဲ့ဗျာဟုဆိုက6ခနဲ့လက်ထိတ်ခတ်လိုက်လေတော့သည်ညာကလေးကလက်ထိတ်ကိုကြည့်၍ကိုရင်ကန်သားရေခမည်းတော်မင်္ဂလာဆောင်ကိုလာရောက်ချင်းမြင်တဲ့အတွေ့ကျုပ်ကိုပေးတဲ့လက်ဆောင်ကဒါပဲလားဟူမေကအတန်နဲ့နဲ့ကြည့်ဖြင့်ဟဲဟဲပဲ့ပဲ့ရေလိုက်လေတော့တည်းဟုတ်ကဲ့ဆရာချင်းမင်းတိမ်ခါဤမျက်ရည်ကန်တာဝတ္ထုလေးကိုအဆုံးထိလာရောက်နားဆင်ပေးကြတဲ့ ်။ရွေးဦးမိသားစုဝင်တူတူချင်းစီကိုကျေးဇူးထူးတဲ့တင်ရှိပါရရှင်။